အမေရိကန်နဲ့ကုန်တွယ်ရေးသဘောတူညီချက်တစ်ခုကိုအမြန်ဆုံးလုံဆောင်လိုတယ်လို့အိန္ဒိယအစိုးရပြောအိန္ဒိယနိုင်ငံကအမေရိကန်နဲ့ကုန်တွယ်ရေးသဘောတူညီချက်တစ်ခုကိုအမြန်ဆုံးလုံဆောင်လိုတယ်လို့အိန္ဒိယအစိုးရအရာရှိချုပ်တူကပြောကြားခဲ့ပါတယ်နိုင်ငံပေါင်းဒါဇင်ချီအပေါ်အခွန်စည်းကြမ်းမှုတွေကိုရန်ဆိုင်ထားဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်အဆုံးဖြတ်ချက်ချခဲ့ပြီးတဲ့နောက်အိန္ဒိယအစိုးရရဲ့ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ် အိန္ဒိယနဲ့အမေရိကန်တို့ဟာ2025ခုနှစ်ဇာဦးရာသီမှာကုံဆုံးမဲ့ကုံသွင်းရေးသဘောတူညီချက်နဲ့ပထမဆုံးအစည်းအကုံလုပ်ဆောင်ဖို့ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာသဘောတူညီခဲ့ကြတယ်လို့သိရပါတယ်။ဒါပြင်အမေရိကန်နဲ့အိန္ဒိယတို့ဟာနှစ်နိုင်ငံကြားကုံသွင်းမှုကို2030ခုနှစ်မှာအမေရိကန်ဒေါ်လာ900ဘီလျံထိရောက်ရှိဖို့ရည်မှန်းထားကြတယ်လို့သိရပါတယ်။အိန္ဒိယအစိုးရအရာရှိသူကအခွန်စည်းကြမ်းမှုကိုရပ်ပေါင်း90ကျပ် ရန်ဆိုင်လိုက်တာဟာအိန္ဒိယသင်္ဘောသူတွေအထူးသဖြင့်ပစွန်သင်္ဘောသူတွေအတွက်သက်သာရရစေခဲ့ပါတယ်။အိန္ဒိယဟာအမေရိကန်နဲ့ကုန်သွယ်ရေးသဘောတူညီချက်အတွက်ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့တဲ့နိုင်ငံတွေထဲကတနိုင်ငံဖြစ်ပြီးဒီသဘောတူညီချက်ကိုပြည်ဆောင်အောင်လုပ်ဆောင်ဖို့အတွက်ပူးရဲသဘောတူထားပါတယ်လို့ပြောဆိုခဲ့ပါတယ်။ ဒါပြင်ကမ္ဘာလုံးဆိုင်ရာပို့ကုန်တဲ့ကုန်သွယ်မှုဟာအမေရိကန်နဲ့တရုတ်နိုင်ငံကြားဖြစ်ပွားလျက်ရှိတဲ့ကုန်သွယ်ရေးသင်္ဘောမှုတွေအပေါ်ဆက်လက်မှုတည်နေအောင်မှာဖြစ်တယ်လို့အိန္ဒိယအစိုးရအရာရှိကပြောကြားခဲ့ပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။